ူတို့တွေတန်ဖိုးတွေခါထာအလုံးယူနေကြတာသိမှာပါတန်ဖိုးတွေအလုံးကာထာတွေကြည့်လိုက်မယ်ဆိုလို့ရှင်တန်ဖိုးတွေ၅ကာထာရှိတယ်သူတို့တွေတန်ဖိုးတွေခါထာအလုံးယူနေကြတာသိမှာပါတန်ဖိုးတွေအလုံးကာထာတွေကြည့်လိုက်မယ်ဆိုလို့ရှင်တန်ဖိုးတွေ၅ကာထာရှိတယ်ရှေကျွန်းနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်း အောင်တန်ဗုဒ္ဓေဆိုပြီးတော့ငါးကသာအဲ့ဒီထက်မဟုတ်စင်းတို့မြောက်တော်ပြရွနေတာကတော့တောင်ကျွန်းတန်ဗုဒ္ဓေပေါ့နော်ကာရာလေးကတန်ဗုဒ္ဓေအထဝီတင်္ဆာသောတတင်္ဆာသဟတကေတင်္ဆာတတသဟတာနိနမောမိတိရတမဟအပကဝါလိကခင်ကအနန္တနိဗ္ဗုဒါစီလာဒေတာဓမေသတံခင်္ဆာအာဒရိနနမောမဟဆိုပြီးတော့ဒီလိုလေးပေါ့အဲ့တော့မျိုးမျိုးဒီကာထာတော်ကိုရွတ်လို့ရှိရင် ဒါမျိုးမျိုးသောထူးခြားမှုတွေစံပြမှုတွေရှိခဲ့တာလေအားလုံးတည်ပြီးဖတ်ပြီးပေါ့မိဂါထာတော်ကဘာအဓိပ္ပာယ်ရှိတာတော့ဘလို့အဓိပ္ပာယ်ရှိတာတော့ဆိုတော့ဒီပါဠိလေးကိုအနက်ပြန်ကြည့်မယ်ဆိုလို့ရှင်တန်ဖို့တည်အထဝီတင်စဒွါရတင်စနှစ်ချင်းရှိစုကုန်တယ်မြတ်စွာဘုရားတွင်ခဲ့တဲ့နှစ်ချင်းရှိစုကုန်တဲ့မြတ်စွာဘုရားတို့ကို၎င်းတဲ့နော်တန်ဖို့တည်ထောက်ပြီးတင်စနောက်ပြီးတော့ဒွါရတင်စတဟတကင်း တသောနှစ်ထောင်ကုန်သောမြတ်စွာဘုရားတို့ကို၎င်းနဲ့နော်ပရမသောနှစ်ကျင့်ရှိစုပြီးတသောနှစ်ထောင်ဖြစ်ဖြစ်နဲ့များလာတာပေသတ္တသဟတော်နိရာသိန်းကုန်သောမြတ်စွာဘုရားတို့ကို၎င်းအဲတော့တံပိုးတွေထောက်ဝိသေသာဒရာသေသာသာတိပေသတ္တသဟတော်နိနမာမိတိတတော်မဟံကျွန်ုပ်ရဲ့ဥပေါင်းနဲ့နမာမိရှိခိုးပါ၏နော်ဒီလိုတည်းပဲရဒါကဘယ်ဆရာတော်ဘုရားကြီးတို့ဟောကြားထားတာကနော် ဥကောင်းနဲ့ဆိုလို့ရှိရင်ဒီလက်ကိုဥကောင်းပုံမှာတင်ပြီးတော့ခုနကပြောတဲ့နှစ်ကျင်းရှိစု၁000 2000ကုန်သောဘုရားရှင်ဒါတိကုန်သောဘုရားရှင်တို့ကိုဥကောင်းနဲ့ရှိခိုးပါတယ်ဆိုပြီးတော့ဘဝတခါရှိခိုးတဲ့အပိုက်ဒုတိယတပိုက်ကအဘဂဝါလူကဂင်ကနောက်ဘဂဝါလူကဂင်ကအနန္တလေးဘုရားစိနာတေသာတမေသာတန်ခေသာအရိဏဓမ္မမဟံတဲ့နော်အဘဂဝါလူကဂင်ကတဲ့ ဝါလူကကေကဒီဂင်းကမြစ်မှာရှိတဲ့သဲတွေဟာနည်းသေးတယ်သဲပွင့်လေးချအနန္တနိဗ္ဗာန်ဇီလာနိဗ္ဗာန်ဇီလာပြိဋိကဆံဝင်ကုန်ပြီးတဲ့မြတ်စွာဘုရားတွေကတော့အနန္တတဲ့အများကြီးပဲတဲ့မရင်မတွက်နိုင်အောင်များတယ်သဲပွင့်လေးချများတယ်နော်အဲ့ဒီမြတ်စွာဘုရားတွေရဲ့ခုနကဂင်းကမြစ်မှာရှိတဲ့သဲပွင့်တွေထက်များတဲ့မြတ်စွာဘုရားတွေရဲ့ တည်တန်တနေစတန်ငယ်စတယ်အဲ့ဒီဘုရားတွေဟောခဲ့တဲ့တရားတော်တို့ကို၎င်းအဲ့ဒီဘုရားတော်တို့ရဲ့အဲ့ဒီဘုရားရှင်တို့ရဲ့တပိတာဝကယဟန်တန်ဃာတို့ကို၎င်းတိရတမတေကိသာအာတရိဏနမမဟံအဲ့ဒီမှာတခါတိရတမဟံကျွန်တော်ရဲ့ဥကောင်းတဲ့အာတရိဏရှိခိုးပါကြီးယုဒိမေနုလို့ဆိုမျိုးရှိခိုးပါကြီးနော် နမကရနုဘောနာဟိတဝသဗ္ဗေဥပတဝေအနေကအန္တရာယပိဝိနတန်တုအတေတတော်တဲ့ဒီဘက်ကဘာပြောတာလဲဆိုတော့နမကရနုဘောဝိနအဲ့ဒီခုနကလို့ရှ िख ိုးပူဇော်လိုက်ရတဲ့အကျိုးအာနိသင်ရဲ့အကျိုးတဘောအာနုဘောတွေကြောင့်ထိတ်တော်သဗ္ဗေဥပတဝေသဗ္ဗေဥပတဝေအလုံးစုံသောဘေဥပအန္တရယံသွေသွေတို့ဒီထိတ်တော်ပယ်ဖြောက်ပြီးတော့အဲ့ဒီယံနေမရှိအောင်ပေါ့ အနေကအန္တရာယပုအလုံးစုံသောအန္တရာယ်များစွာတို့သည်လေတဲ့ဝိနတ္တလူအတေတတော်တဲ့အတေတတော်အကျွင်းကြံမရှိရနည်းနည်းလေးမှမကြံရအောင်ဝိနတ္တလူအတေတတော်အတေတတော်အကျွင်းကြံမရှိဝိနတ္တလူပယ်ဖြောက်ပါစေတည်းဆိုပြီးတော့ဒီခုနကပွင့်ခဲ့တဲ့ဘုရားရှင်တွေကိုကတော့ရတဲ့အတွက်ကြောင့်ဒီအကျိုးတွေဖြစ်ပါစေဆိုပြီးတော့စီတောင်းတာနော်ဒီကထာလေးရဲ့အဓိပ္ပာယ်ကရွေးရွေးချင်းချင်းလေးဒါပဲ ကိုယ့်ရဲ့ယုံကြည်မှုပေါ်မှာမူတည်ပြီးတော့အစွမ်းထက်တယ်ပူပူပြီးတော့အစွမ်းထက်တယ်ပူပူပြီးတော့အစွမ်းညော့တယ်အဲ့တော့အစွမ်းကြီးတယ်အစွမ်းမကြီးဘူးတကူကြီးတယ်တကူမကြီးဘူးဆိုတာကိုယ့်ရဲ့ယုံကြည်မှုပေါ်မူတည်တယ်ဆွတ်ယုံကြည်နဲ့ရုပ်ပြီးတော့ဘေးရနေတယ်မှဒါမှကင်းသွားတာတွေတွေ့ရဒီတပုတ်ဒီကာထာကိုတဲ့နေ့စဉ်ရုပ်ခွက်တဲ့ဒကမာကြီးတယောက်ဒါဒီတပုတ်ဒီကာထာနဲ့အတွေ့အကြုံများဆိုတဲ့စာအုပ်ပေါ့လူသမီးကိုညနေကျောင်းသွားကြူတော့ လက်ဖြတ်ကူးတဲ့အချိန်ပေါ်ကားကြီးကကြောက်တယ်အုပ်တယ်တဲလာတဲ့ကားကြီးပေါ့ဝိတ်ပါတယ်အဲ့ဒီကားကြီးကသူ့ကိုအချိန်မထိန်နိုင်ပဲနဲ့နော်သူကလမ်းကူးတာမှားတာထင်ပါတယ်တိုက်တော့မဲ့အချိန်သူကတော့တေးပြီဆိုပြီးတော့မျက်စိကိုဇုံးမိတ်ပြီးတော့သူ့ဘွားတော့ဆုံးပြီဆိုပြီးတော့မျက်စိဇုံးမိတ်ပြီးတော့နေလိုက်တဲ့အချိန်အဲ့ဒီကားကြီးကသူ့နားကိုလည်းရောက်နော်ဘရိတ်ကလည်းအုပ်တော့အုပ်လိုက်ပါပေါ့သို့တော်လည်းပဲဝိတ်ပါတဲ့အရာတွေဆိုတော့ ဗရိတ်အုပ်ဘုရားအင်မတန်မှခဲရင်တယ်ဗရိတ်မီးရင်တော့မှရှိန်တယ်ဘိန်းတွေတရွတ်တိုက်ပြီးတော့ကိုယ်စီလာနိုင်တယ်အဲ့ဒီတက္ကမကြီးရဲ့နောက်ပုတိကတိလေးမှာပဲကားကြီးကရက်သွားတာပါဗျာအဲ့ဒီတက္ကမကြီးသူ့ရဲ့ယုံကြည်မှုကတော့တပုတ်တွေကာထာကိုရှင်းလို့ဒီလိုအကျိုးတွေရှိတာလို့သူကတော့ယုံကြည်တယ်ယုံကြည်ပြီးတော့ဆက်ပြီးတော့သူရွတ်တယ်ပေါ့ဒါဆိုလည်းဒီတပုတ်တွေကာထာကိုရွတ်နေတဲ့အချိန်သူရဲ့စိတ်ထဲမှာအခုခုကကာကွယ်ပေးထားတယ်လို့အများနဲ့လုံခြုံနေတယ်တဲ့ ဒီရဲ့နေရာဒီကုစီကြောက်တော့မယ်ဆိုလို့ရှိရင်ဟိုဒီတန်လောင်အင်ကြီးရဲ့ပေါ့ဒီကတန်နေကာထားရဲ့အထဲမှာသူဝင်နေသလိုဥမာတစ်ခုခုအပေါ်ကနေခုပြုတ်ကြမယ်ဆိုလို့ရှိရင်လည်းကိုယ်မထီဘူးပေါ့အဲ့ဒီကာထားတဲ့ຢာကိုပဲထီတော့မယ်အဲ့လိုပုံစံမျိုးကိုစိတ်ထဲမှာခံစားရတယ်လို့တော့တချို့လည်းပြောကြတယ်တန်ဖို့ဒီကာထားကိုအလုံးရုပ်ဆိုပြီးတော့ကောင်းကျိုးချမ်းသာများလက်ရှိနိုင်ကြပါစေနော်ဖုတ်တတ်တော့လောကဓမ္မေဟိစိတ်တံယတနာကံပတိ ာတောကံဝိရဇံခေမံအေတံမင်္ဂလမုဒ္ဒမံဆိုတာကဘုရားတို့မင်္ဂလာတို့38ပြမင်္ဂလာဟောတဲ့အထက်မှာမြတ်စွာဘုရားနောက်ဆုံးမင်္ဂလာ၄ပါးဟောထားတဲ့ဂါထာလေးပေါ့အဲဒီဂါထာရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့လောကတန်တဲ့လောကတန်တဲ့၈ပါးနဲ့ဘုထတ္တတွေ့လာတဲ့အခါမှာတဲ့စိတ်တံကိုယ့်ရဲ့စိတ်ဟာနော် အဲ့ဒီအချိန်မှာယတ္တဆိုတာကယဟန္တာပုဂ္ဂိုလ်ပေါ့ပြစ္ဆဝဘုရားကယဟန္တာပုဂ္ဂိုလ်တွေဟာဒေါရဏတရားနဲ့တွေ့လာတဲ့အခါမှာအာတောကံဝိရဇံခေမံတောကမဖြစ်ဘူးမတုံလို့ဘူးတဲ့အဲ့လိုလောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာမတုံမလို့တောကမဖြစ်တဉ္ဇခန္ဓာဤနာဟာလည်းပဲမင်္ဂလာတစ်ပါးပါပဲလို့မြတ်စွာဘုရားကဟောကြားထားခဲ့တာပေါ့ ။ဦးဇင်းတို့နောက်ပိုင်းအခုတွေ့လာရတယ်။ဘာတွေလဲဆိုတော့ခௌတတဂါထာရွတ်လို့ရှိရင်သူတို့ယူဆနေတာပေါ့။နော်လောကရဲ့နေရာတွေကိုကြော်လွှားနိုင်တယ်တို့။ကောင်းကြီးမင်္ဂလာတွေဖြစ်တယ်တို့။ကောင်းပါတယ်။ပြတာဖတာကောင်းပါတယ်။ဒါပေမဲ့သူ့ရဲ့အသေးပဲကတော့တောကဖြစ်လာလောကရနဲ့တွေ့လာတဲ့အခါတောကမဖြစ်ဘူးမတုံမလုံဘူးတည်ငြိမ်နေဒီလိုအသေးပဲရတယ်ပေါ့နော်ရွတ်တယ်ဆိုတာကလည်းပဲအသေးပဲကိုသိပြီးတော့ရင်ဘိုးကောင်းတာပေါ့ ဟုတ်တဲ့သောကဓမ္မိစေတယတနာကံပတိအာသောကဟုတ်တဲ့ခေမေတမင်္ဂလာဗုဒ္ဓမံယန္တာတွေဟာလောကရန်တရား၈ပါးနဲ့တွေ့လာတဲ့အခါမှာမတုံမလုံလောကရန်ကိုကြံ့ကြံ့ခံနိုင်တယ်ဆိုတာတိတိပြီးတော့ကိုလည်းဩယန္တာတွေလောကရန်တရားခံနိုင်သလိုလောကရန်တရားနဲ့တွေ့လာတဲ့အခါမတုံမလုံသလိုငါတို့လည်းလောကရန်နဲ့တွေ့တဲ့အခါလောကရန်ကိုကြံ့ကြံ့ခံမယ်ဆိုပြီးတော့ဒီလိုနှလုံးသွင်းဖို့ ခေါ်အားတွေဖြစ်စေဖို့ရွတ်ကြတာပေါ့နော်အတိဘယ်ကတော့ခုနပြောတဲ့အတိုင်းပါပဲဟိုရဟန္တာတွေဟာလောကရနဲ့တွေ့တဲ့အခါမှာမတုံမလို့နော်အတောကံဝိရဇံခေမံတောကမရှိနော်ယမတိဟုတို့မြူမရှိဘေးလည်းမရှိနော်ဒီပုံစံဒီဟာပေါ့တိကျပြောရလို့ရှိရင်